ချမိတ်ချမိတ်ရှိခုနှစ်သက်သမီးအားလုံးမင်္ဂလာပါနော်ချမိတ်ချမိတ်ရှိခုနှစ်သက်သမီးဒီကိုဒီနေ့ဆီမလေးရနေပြီးတော့လက်ဆောင်ဖြစ်နေရဒီယာလေးတစ်ခုပြပြပေးရမှာပဲဖြစ်ပါတယ်ဒီတဲ့ဒီရဒီယာလေးကဘယ်လိုလူမျိုးတွေပြုလုပ်ရမလဲဆိုရင်မိမိကငွေကြေးနဲ့ပတ်သက်တဲ့အခက်ခဲတွေအကျက်တဲတွေပြဿနာတွေကြုံတွေ့နေရတဲ့သူမျိုးတွေဒါမှမဟုတ်မိမိကလက်ပိတ်နေတဲ့သူမျိုးတွေဒါမှမဟုတ်မိမိကငွေကြေး နဲ့မိမိနဲ့ပေါ့နော် connection မိကျင်တဲ့လူမျိုးတွေငွေတွေအဆက်မပြတ်တရဇက်နေစဉ်ဝင်စီကျင်နေတဲ့လူမျိုးတွေပေါ့နော်ဒီလိုလူမျိုးတွေပြုလုပ်တဲ့နဲ့လွယ်ကူရိုးရှင်းပြီးတော့ရက်တတိုးနဲ့ထိရောက်တဲ့ဂမ်မီယာရေရီယာလေးပဲဖြစ်ပါတယ်ဒီရေရီယာလေးကိုပြုလုပ်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုရင်ဟောက်လိုကျွေးပကံများဖြူလေးတစ်ချက်ရယ်ကျတော့အနီလေးတလုံးရယ်ဆက်လေးလေးတစ်လက်ရယ်ဖျောင်းနိုင်အစိမ်းရောင်လေးတစ်ထိုင်ရယ်ငွေတစ်ထောင်နဲ့တရွက်ရယ်ပဲဖြစ်ပါတယ်ငွေတစ်ထောင်နဲ့ကတော့ သတိထားမှာငွေတထောင်နဲ့ကတော့ရိုးရိုးငွေတော့မဟုတ်ဘူးမိမိကဖျားပန်းလို့ဖျားအတွက်ပေါ့နော်တခုခုပေါ့လှူမဲ့တမ်းမဲ့တခုခုပေါ့ဥမာဖျောင်းနိုင်မဲ့ဖြစ်ဖြစ်မွေးနိုင်မဲ့ဖြစ်ဖြစ်တခုခုပေါ့နော်လှူဖို့တမ်းဖို့အတွက်မိမိကဝယ်ယူလိုက်လို့ဈေးတရနေပြန်အန်းထားတဲ့ငွေတွေတည်းရမှာငွေတထောင်နဲ့မိမိကတီးတက်ဖယ်ထားရမယ်ငွေတထောင်နဲ့တရက်ပဲဖြစ်ပါတယ်ဈေးတရနေပြန်အန်းလို့ရထားတဲ့ငွေတွေတည်းရမှာဖယ်ထားတဲ့ငွေတထောင်နဲ့နော် အဲ့ငွေတထောင်နံကိုမိမိကအရင်ဆုံးဘယ်လိုမျိုးပြုလုပ်ရမလဲဆိုရင်ဟောပကံများဖြူလေးရဲ့ပုံမှာခုနကကျမပြောလို့တီးတန့်ဖဲ့ထားတဲ့ဈေးတဲ့ကနေပြန်အန်းလို့ရထားတဲ့ငွေတွေတဲ့မှာတီးတန့်ဖဲ့ထားတဲ့ငွေတထောင်နံကိုဟောပကံများဖြူလေးပုံမှာတင်မယ်နော်ပြီးရင်ကျတော်အနီလေးကိုငွေတထောင်နံရဲ့အလဲမှာတင်မယ်ပြီးရင်ကျတော်အနီလေးရဲ့ဘေးမှာဆက်လက်လေးကိုကက်လျက်အနေထားနဲ့တင်ထားမယ်ပြီးရင်ဖျောင်းနိုင်အစိမ်းရောင်လေးကိုကျတော်နီလေးရဲ့ပုံမှာတင်ပြီးတော့ မြတ်ဆက်ဖက်ရှင်ကိုရိုမြတ်ကြီးထံမှမီးထွန်းညိပူဇော်ကြရမှာပဲဖြစ်ပါတယ်။ဒီလိုပူဇော်တဲ့အခါကျရင်လည်းမိမိကငွေကြီးအခက်ခဲအကျက်တဲ့အရန်ကြုံနေရတဲ့သူမျိုးတွေဆိုရင်မနေ့တတိုင်းညတတိုင်းထွန်းညိပူဇော်ပေးကြရမယ်။ဒါမှမဟုတ်မိမိကငွေတွေဒရဇက်အဆက်မပြတ်ဝင်ကျင်တဲ့လူမျိုးတွေငွေနဲ့မိမိနဲ့ connection မိကျင်တဲ့လူမျိုးတွေဆိုလို့ရှိရင်တော့တစ်နေ့တတိုင်းထွန်းညိပြီးတော့မြတ်ဆက်ဖက်ရှင်ကိုရိုမြတ်ကြီးထံမှဆူတောင်း ငွေအတွက်ပေါ့နော်မိမိရဲ့အခက်အခဲတွေပြဿနာတွေကိုငွေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေစက်တဲတွေပြဿနာတွေငွေဝင်ခြင်းနေတဲ့ငွေဝင်ခြင်းနဲ့ကိစ္စလေးဒါတွေကိုတိတိကျကျလေးလေးနက်နက်နဲ့ဆူတောင်းပေးကြရမှာပဲဖြစ်ပါတယ်ဒီလိုလေးပြုလုပ်လိုက်မယ်ဆိုရင်တိတိတသာထင်းထင်းရှားရှားနဲ့ငွေကြေးခက်ခဲအကျက်တဲတွေကနေလွတ်မြောက်သွားမယ်ငွေကြေးပြဿနာတွေကနေလည်းအမြန်ဆုံး လွတ်မြောက်သွားမယ်ငွေတွေကလည်းမိမိထံကိုအကြောင်းမျိုးစုံနီးလမျိုးစုံလို့ဖြစ်တရဆက်အဆက်မပြတ်ဝင်လာစေမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်းကြီးကျမဘာနောက်ပြီးတော့လေးကျမပြန်ဆုံမယ်နော်ကျမချင်းစီခုနှစ်တသမီးကြီးလေကိုစိတ်နှပြကျမချမ်းသာလို့ငွေတွေအကြောင်းမျိုးစုံနီးလမျိုးစုံလို့ဖြစ်ရက်စင်မျက်နှာအနေပြီးတော့ဝင်လာပါစေလို့ကျမဒီကနေ့ပြမြတ်တာပြစွတောင်းပေးလိုက်ပါတယ်နော်